ဆိုရှယ်ပေါင်ချိန် MO သင်းကို73ပဲရင်းနေအတူပညာရေးထုတ်သုံးလာတဲ့အသင်းကိုပြည်သက်တို့ရင် online လောကမှာမှန်ပါမလားဟုတ်ပါမလားလို့တန်တရားရှိစရာကိစ္စတွေကိုဒဲ့တို့ရှင်းတတ်သူတွေရှိသလုံး မယုံနိုင်စရာကောင်းလောက်ပေးရခံရစေတနာထက်တန်သူတွေလည်းရှိပါတယ်ဒီလိုလူတို့ကြားထဲမှာရေပန်းအဆအဆုံဖြစ်နေတဲ့ဒိဋ္ဌိကျေဘယံမနှစ်ပါးစုံစည်းလိုက်တဲ့အခါမှာတော့ပွဲကကြီးကောင်းသွားပြီပေါ့နော်ဟုတ်ပါတယ်တစ်ဖက်မှာကဆိုရှယ်ပေါင်းချိန်လို့နာမည်ကြီးတဲ့အမတ်တရားဖော်ထုတ်သူအမ်မော်သိန်းဖြစ်ပြီးနောက်တစ်ဖက်မှာတော့ရက်၄၀အတွင်းတချိန်တိုးနာမည်ကြီးလာခဲ့တဲ့နှကန်းကြီးဘယံမကြီးအေတင်ကိုတို့ပဲဖြစ်ပါတယ်ဒီနေ့မှာတော့သူတို့နှိုးကြက73ပဲရီရွှေပြဿနာနဲ့ပညာသားဘဘတွေ့ဆုံမှုအကြောင်းကိုတင်ဆက်ပေးသွားမှာပါပထမဆုံးပြောချင်တာကတော့ပြည် က်တည်းရုံချီမှုကိုအခိုင်အမာရယူထားနိုင်တဲ့အမွန်သိအကြောင်းမှာပဲရှင့် သူမကိုတော့လူမှုကွန်ရက်ထက်မှာ social ပေါင်းချင်းရလို့တင်စားခေါ်ဝေါ်ကြပါတယ်။ဘာကြောင့်လဲဆိုတော့ခေတ်ကာလအချိန်တွေအရရွှေဆိုင်အပေါင်းဆိုင်တချို့ရဲ့ငတ်တပြားလို့မတမာတဲ့လုပ်ရက်တွေကိုရင်းရဲတက်တော့ဖော်ပြခဲ့သူဖြစ်လို့ပါပဲ။တောင်ခဏလောက်တန်တဲ့ပစ္စည်းကနေတိမ်ပေါင်းများစွာတန်တဲ့ပစ္စည်းတွေအထိပေါင်နှံကြတဲ့အခါမှာသတိထားရမယ့်အချက်တွေလေးချိန်ခိုးတာတွေအည်သွေးနှိမ်တာတွေကိုသူမကပညာပေးတဲ့အနေနဲ့ရောသတိပေးတဲ့အနေနဲ့ပါဖော်ထုတ်ပြသခဲ့တာပေါ့။အထူးသဖြင့်သွတ်တော်ရာစာဖုံးဖုံးလို့ပုံကိုမျိုးတွေနဲ့ပါ တွဲဖက်ပြီးအမှန်တရားကိုချပြခဲ့တာကြောင့် အမကပြိတ္တတီရဲ့လေးစားမှုကိုတစားထက်တစားရရှိလာခဲ့တာပါ Emothen Swan ဆင်းရွှေရတနာပိုင်းမှာကျွမ်းကျင်သူ expert တယောက်ဖြစ်တယ်လို့ live site လောကမှာလည်းနေရာတစ်ခုအခိုင်အမာယူထားသူလည်းဖြစ်ပါတယ်။ဆက်လက်ပြီးမိတ်ဆက်ပေးချင်တာကတော့တဖက်ကဘယင်မကြီးအေတင်ကိုပဲဖြစ်ပါတယ်။ဒီမှာကတော့လက်ရှိမှာနှကန်းကြီးလေးတွေရောင်းရတဲ့တိမ်မောင်းတောင်းချီတံပိုးရှိတဲ့အိန္ဒိမြေတွေကားတွေနဲ့ကွန်တိုရီကိုလက်ဆောင်ဖြေမဲဖောက်ပေးနေကြတဲ့သူပေါ့။ ဒါအပြင်ရေဘေးသင့်ပြည်သူတွေအတွက်ငလျင်အထိစင်ပြီးသကောဝိုင်းကိုညီခဲ့တဲ့ပုံရိပ်တွေကြောင့်ရပ်ပေါင်း40အထွန်းမှတည်းလူတို့ရဲ့အပိမှုကိုအမခန့်ရရှိလာခဲ့တဲ့သူလည်းဖြစ်ပါတယ်။အေးသင်ကိုဟာစေတနာအပြည့်နဲ့အင်ကြီးအင်ကောင်းတွေကိုစနစ်တကျတိစောက်ပေးပြီးလှူဒန်းပေးကမ်းလေးရှိတာကြောင့် ပရိသတ်တွေကသူမရဲ့စကားကြွေမှုနဲ့စေတနာကိုချစ်ခင်အားပေးနေကြတာပေါ့အခုလိုအောင်မြင်နေတဲ့အချိန်မှာပဲသူမကနောက်ထပ်ခြေလမ်းသေးတစ်ခုအနေနဲ့ရွှေလောကဘက်ကိုပါခြေလမ်းလာခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့နေဖဲနှစ်ခုကထိပ်သီးနှစ်ယောက်ဆုံစည်းကြတဲ့အခါမှာတော့ဆိတ်ဝင်စားစရာအဖြစ်အပျက်တွေဖြစ်လာခဲ့တာရှင်ဒါကတော့ဒုတိယအချိန်မြောက်တချို့ပြန်တွေ့ဆုံခြင်းပါပဲအဓိကအကြောင်းရင်းကတော့73ပဲရေရွှေအရေးသွေးကိစ္စပါ အီတင်ကိုအနေနဲ့ရွှေအများစုကို73ဘက်ရည်အဖြစ်ဖော်ဆောင်ရောင်းချနေပေမဲ့ဈေးကွက်ထဲမှာရောဆက်မှုတွေရှိနေတတ်တာကိုကောင်းကောင်းသိထားပုံရပါတယ်။ဒါကြောင့်ရွှေရည်ပြည့်မဖြစ်အရည်သွေးမှန်မှန်ဆိုတာကိုစမ်းသပ်ဖို့အတွက်ကျွမ်းကျင်နေသူဖြစ်တဲ့အမွန်သိန်းစီကိုရောက်ရှိလာခဲ့တာပါ။ဒီနေရာမှာအီတင်ကိုကပညာသားပပထုတ်သုံးသွားပါလေရှင်သူမကလှရောသားစကားကြွေဆိုတော့ပဲအပြုံးဆိုကျွမ်းကျင်သူပြပီအမော်သိန်းလိုလူမှန်တယောက်စီမှသူမရဲ့ရွှေတွေကိုလိုင်းအောင်စစ်ဆေးခံတာကသူမရဲ့အရေးအသေးကိုလူသိရှင်ကြားအမခံချက်ယူလိုက်တာ ਨੇ ဲ့တူတူပါပဲ။အမော်သိန်းကိုရိုင်းကလည်းမှန်ရကိုရရတောက်ထောက်ပြတတ်တဲ့သူမို့ဒီတိစုံမှုကပြည်သက်တွေအတွက်တော့ရင်ခုန်စရာဖြစ်ခဲ့ရတာပါ။ချုံကုန်ပြီးပြောရမယ်ဆိုရင်တော့၆၆နဲ့အတူလက်ကင်ထားပြီးပွဲထွက်လာတဲ့အီသင်ကိုရဲ့ယုံကြည်မှုနဲ့ ပြညာရပ်ပိုင်းမှာတိကျပြတ်သားတဲ့အမော်သိန်းတို့ရဲ့ပေါင်းဆက်မှုတွေကအွန်လိုင်းလောကမှာခရက်ထသွားစေခဲ့ရပါ့။ချွေရည်ပြည့်မီမှုကိုလက်တွေ့ကျကျချပြသွားမဲ့သူတို့နှုတ်ရဲ့လောက်ရက်ကစားသုံးသူတွေအတွက်တော့အကျိုးရှိစေမှာအမှန်ပါပဲ။ကဲပရိသတ်တို့ရောဒီလိုပွဲပြင်းမာခြင်းနှုတ်ရဲ့တွေးဆမှုနဲ့ပတ်သက်ပြီးဘလို့ထင်မြင်မိပါသလဲရှင်။အမော်သိန်းရဲ့ပြတ်သားမှုနဲ့အီတင်ကိုရဲ့စေတနာဘယ်အရာကပိုပြီးသဘောကျစရာကောင်းလဲဆိုတော့ခွန်မမဆွေးနွေးပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။